ဇနောကဘာတိုင်းကဘာတိုင်းဖျားပွင့်တာမဟုတ်ဘူးဖျားပွင့်တဲ့ကဘာရင်ရှိတယ်လို့ဖျားမပွင့်တဲ့တုံညကဘာဆိုတာလည်းရှိသေးတယ်အဲ့ဒါဖျားပွင့်ဖို့ကလည်းအမတန်မှခက်ရင်ဒါတော့ဒီလေးတင်ရှင်တဲ့ကဘာတသိန်းအတွင်းမှာဘုရားငါးစုပွင့်တဲ့ကဘာဆိုတာဒီပတ္တကဘာပဲရှိတယ်။ကဘာကလည်းပဲ6မျိုးတောင်ရှိတယ်။အဲ့ဒါကိုရှေ့ဆရာတော်ဘုရားကြီးကဒီလိုမျိုးတွေ လင်္ကာတီးကုန်းပြီးတော့ထားခဲ့သစုတာရနိမန္ဒဝရသုံးစုသာသာရမန္ဒလေးစုပြဗဒ္ဓငါးစုသာသစုတော်မြမပွင့်ကသုံးညကကဗာ ကဘာချောင်းမျိုးမောကွန်ထိုကြံယိုစင်အလားတဲ့ဖယားတဆူပွင့်လို့ချင်းအဲ့ဒီကဘာကိုတာရကဘာလို့ဒီလိုနာမည်ပေးတယ်နဆူပွင့်ရောမန္တကကဘာတဲ့သုံးစုပွင့်ရောဝရကကဘာတဲ့လေးစုပွင့်ရောတာရမန္တကကဘာတဲ့ ငါစုပွင့်ရင်တော့ဗတ္တကဘာတဲ့ဥစ္စံတို့လေးတင်ချေကဘာတသိန်းကာလအတွင်းဥစ္စံတို့ဖရာအလောင်းတော်သူမိတာရှင်ရသိပ်ဗျာဒိတ်ခံရကကဘာကနေပြီးတော့ယခုလက်ရှိရမဝိနည်းရတဲ့နေထိုင်နေရတဲ့ကကဘာတိုင်အောင်လေးတင်ချေကဘာတသိန်းအတွင်းဖရာငါစုပွင့်တဲ့ကဘာဆိုတာဒီတစ်ခုပဲရှိသေးတယ်ဘလောက်တောင်ခင်းရင်မရှားပါတယ်လေနော်အဲ့ဒါဖရာပွင့်တဲ့ကဘာကငါမျိုး ဘယတဆူမမပွင့်တဲ့ကဘာ၊သုံညကောက်ကဘာဆိုတာတမျိုးရှိတယ်အဲ့ဒါကဘာ၆မျိုးရှိအေးဥဒနောလေးသိရှိကဘာတသိအတွင်းမှာအလောက်အင်မတန်ကြာမြင့်လာတဲ့ရှည်လျားလာတဲ့အချိန်ကာလကြီးတစ်ခုမှာဘယပွင့်တဲ့ကဘာဆိုတာရည်တွက်ထားလို့ရတယ်ရည်တွက်ထားလို့ရတယ်ပွင့်တဲ့ဘယကလည်းဘလောက်ပဲရှိတယ်လဲဆိုရင် ဘုရင်တော်ဘုရားရှင်မမိဘုရားအလောင်းတော်မမိလိုက်တဲ့အဲ့ဒီကဘာမှာပွင့်သားတဲ့ဘုရားသုံးစုပါထက်ပြီးတော့တွတ်လို့ရှင်အဲ့ဒါမြတ်စွာဘုရားပေါင်းနှစ်ကြိတ်နဲ့ရှစ်စုတဲ့နှစ်ကြိတ်ရှစ်စုဘုရင်တော်ဘုရားအပောင်းဝင်နှစ်ကြိတ်နဲ့ရှစ်စု28စုပဲရှိတာပွင့်တော်မူပြီးသားဘုရားဘုရားရှင်ဒီလဲပွင့်တာအင်မတန်မှနဲတယ်ဘုရားပြည့်ရကဘာကလည်းအင်မတန်နဲတယ်ဘုရားမပွင့်တဲ့ပုံညကဘာတွေကအင်မတန်များ ဒီကဘာကနေလေးသင်ရှင်တဲ့ကဘာတသိအထဥဒ္ဒနမြတ်စွာဘုရားအလောင်းတော်ပါရမီစုပန်ရာဘုရားစုပန်ရာကဘာကသာရမန္တကကဘာတဲ့အဲ့ဒီကကဘာမှာတနင်္ဂရာမေဒင်္ဂရာတရဏင်္ဂရာဒီပင်္ဂရာဆိုဘုရားလေးစုပွင့်ဥဒ္ဒနဘုရားအလောင်းတော်ကတနင်္ဂရာမေဒင်္ဂရာတရဏင်္ဂရာဘုရားသုံးစုကိုမမိလိုက်ဘဲနဲ့နောက်ဆုံးအဲ့ကဘာမှာနောက်ဆုံးဖြစ်တဲ့ဒီပင်္ဂရာမြတ်စွာဘုရားကိုမိတယ် မိပြီးတော့အဲ့ဘုရားရှင်ရဲ့ခြေတော်ရင်မှာဝတ်စင်ပြီးသူ့မေရာရှင်လေးဘွားနဲ့ဘုရားဆုကိုပန်းအဲ့ဒီတာရမန္တကကဘာကြီးပြည့်စစ်ပြီးတော့တခါတည်းဘုရားမပွင့်တဲ့တုံညကကဘာတွေအသင်ချီအနန္တလွံ့မြောက်ပြီးတော့သွားနောက်ပြီးတော့တခါဒီကဘာကနေပြန်ပြီးတော့ရေတွက်သုံးသိန်းချီနဲ့ကဘာတသိန်းထပ်မှာတာရကဘာဆိုတာပေါ်ပေါက်လာတယ် ဒီပြန်လာဘုရားပွင့်ရကဘာနဲ့ကွန်းတင်ညဘုရားပွင့်ရကဘာအဲ့ကြရဲဘုရားမပွင့်ရကဘာတွေဘယ်လောက်ဆိုတာရေတွက်လို့မရဘူးဒါကဘယ်အသင်ခြေတစ်ခုလို့ဆိုလို့ကွန်းတင်ညမြတ်စွာဘုရားရှင်ပွင့်တော်မူတော့ဥစဉ်တော့ဘုရားအလောင်းတော်ဝိဇိတဝီစัจ जा မင်းကြီးလာဖြစ်ပြီးတော့စัจ जा ဝရိမင်းစည်းစိမ်ကိုစွန့်ပြီးယဟန်ပြုတ်တယ်အဲဒီကနေနောက်လည်းပဲမင်္ဂလမြတ်စွာဘုရားပွင့်ရကဘာတိုင်အောင် ကြားထဲမှာဘုရားမပွင့်တဲ့ကဘာတဲ့အသင်ရှိအနန္တာရေတွက်လို့မရဘူးအဲ့ဒါတသင်ရှိလုံးမြောက်သွားဒီကဘာကနေပြန်ပြီးတော့ရေတွက်နှစ်အသင်ရှိနဲ့ကဘာတသိန်းထပ်မှာဘုရားလေးစုပွင့်တဲ့သာရမန္တကကဘာပေါ်ပေါက်လာပြီးတော့မင်္ဂလမြတ်စွာဘုရားသူမနမြတ်စွာဘုရားရေဝတမြတ်စွာဘုရားသောဘိတမြတ်စွာဘုရားဆိုဘုရားလေးစုပွင့်တော်မူတယ်မင်္ဂလာဘုရားလက်ထက်ဥစဉ်တော်မြတ်စွာဘုရားကသူရုစေဘုံနာသူမနာဘုရားလက်ထက်အတုလနဂါမင်း ရေဝတ္တဘုရားလက်ထအတိဒေဝပုံနာသောဘိတဘုရားလက်ထသူဇာတပုံနာဆိုပြီးတော့ဒီလိုဖြစ်တော်မူတယ်။ဖြစ်ပြီးတော့ပါရမီတော်တွေဖြည့်အဲ့ကဘာကြီးပြတ်ပြီးတော့ဘုရားမပွင့်တဲ့ကဘာတွေသွားပြန်ပြီ။တုံညကကဘာတွေအသင်းရှိအနန္တလွန်မြောက်ပြီးတော့သွားဒီကဘာကပြန်ရည်တဲ့တသင်းချင်းတဲ့ကဘာတသင်းအထမှာဝရကကဘာ ဖြစ်တဲ့အတွက်ကြောင့်ဘုရားသုံးစုပွင့်တဲ့ကဘာတစ်ခုပေါ်ပေါက်လာတယ်ပွင့်တဲ့ဘုရားရှင်ပုရောမြတ်တွေကအနောမတတ်သည်မြတ်စွာဘုရားဘဒုမန်မြတ်စွာဘုရားနာရရမြတ်စွာဘုရားဆိုဘုရားသုံးစုအဲ့ကဘာမှာပွင့်အနောမတတ်သည်ဘုရားလက်ထက်ဥစ္စလုံးမြတ်စွာဘုရားလောင်းတော်ဟာဘလူစစ်သူကြီးဘဒုမန်ဘုရားလက်ထက်ချင်းသိမ်းပြီးနာရရဘုရားလက်ထက်ယသိတစ်ပါးဖြစ်ပြီးပါရမီတော်တွေဖြစ်အဲဒီကနေနာရရဘုရား တန်အောင်ပွင့်ပြီးတော့အဲ့ဒီဝရကကဘာသူ့အချင်းတန်းတော့ပြက်စည်းသွားပြီးတော့နောက်ဘုရားမပွင့်တဲ့ကဘာတွေအသင်ချေနန္ဒတသင်ချေတုံညကဘာတွေသွားအဲ့ဒီကနေနောက်ဒီကဘာကပြန်ရတဲ့ကဘာတသိန်းအထက်မှာဘုရားတဆူတဲ့ပွင့်တဲ့ဘဒုမုဒ္ဒရဘုရားတဆူတဲ့ပဲပွင့်တယ်အဲ့ဘုရားရတာမှာဥစဉ်တော့ဘုရားအလောင်းတော်ကဇတိလအမည်ရှိသောတိုင်းကျမင်းကြီးဖြစ်တယ်တဲ့အဲ့ဒီဘဝနဲ့ပဲပါရမီတော်လေးဖြစ်ဈာရမှာဘုရားမပွင့်ရကန္တာတွေခါတဲ့9000ခန့်ချပြီးတော့သွားတယ် ဒုညာမှာတရထာမှာရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ဟာတသင်ရှင်နဲ့ကဘာတသိပါရမီပြည့်ရတာဖြစ်တယ်ပြည့်ကြ။တသင်ရှင်နဲ့ကဘာတသင်ထက်မှာပွင့်ခဲ့တဲ့အနောမတ္တိဘုရားလက်ထက်ကနေပြီးတာဝကဘောဓိဉာဏ်စုကိုအဂတာဝကစုကိုတောင်းခဲ့ကြ။ကဘာတသိပါရမီပြည့်ရတဲ့မဟာတာဝကကြီးတွေကတော့ကဘာတသိထက်မှာပွင့်တဲ့ဘုရုံဘုရတာဘုရားလက်ထက်မှာစုတောင်းပြီးဥဒ္ဒနောဘုရားလက်ထက်မှာလာပြီးတော့ဖြစ်တယ်ပေါ့ရှင်မကတ္တပါတို့လူမျိုးမထေမြတ်ကြီးတွေ။ ဒီကဘာနဲ့ပြန်ရည်ရည်တွဲကဘာ3000နဲ့အထက်မှာသူ့မေဒဖရာသူ့ဇာတာဖရာဘုရားနဲ့ဆိုပွင့်နဲ့မန္တကကဘာပေါ်ပေါက်လာအဲကဘာမှာဥတ္တရလူလင်းနဲ့သူ့မေဒဖရာလက်ထက်သူ့ဇာတာဖရာတက်မှာစစ်ကြဝရင်းမင်းဖြစ်အေးသူတို့ရဲ့စိစိန်တွေကိုစွန့်ပြီးတော့ယဟန်ပြုတ်ခဲ့တာယဟန်ဘဝနဲ့ပါရမီတော်တွေကိုဖြစ်ကျင်ခဲ့အဲဒီကနေ့ဘုရားမပွင့်တဲ့ကဘာပေါင်း12000လောက်ချားပြီးတော့ဒီကဘာကပြန်ရည်ရည်တွဲကဘာပေါင်း1000 အသောင်းထောင်နဲ့အထံပါအယံသုံးစုပွင့်တဲ့ဝရကကဘာပေါ်ပေါက်လာပြီးတော့ပိယတတ်ဒီမြတ်စွာဘုရားအတတတ်ဒီမြတ်စွာဘုရားဓမ္မတတ်ဒီမြတ်စွာဘုရားဆိုပြီးသုံးစုပွင့်ပိယတတ်ဒီဘုရားနဲ့ကတ္တဗပုံနာလူလင်အတတတ်ဒီဘုရားနဲ့သူတိမပုံနာနောက်ကြတော့ရသေဝတ်တယ်ဓမ္မတတ်ဒီဘုရားနဲ့တရားမင်းအဖြစ်နဲ့ဥစဉ်တော်ဘုရားလောင်းတော်ကစုံကြုံခဲ့ပြီးပါရမီတော်တွေဖြစ်ခြင်းခဲ့ရ အဲဒီကတော့ဘုရားမပွင့်တဲ့ကဘာတည်း1900ကျော်လောက်ချမ်းသာပြီတော့ဒီကဘာကပြန်ရည်ရွယ်64ကဘာအထက်မှာသိတ္တထမြတ်စွာဘုရားတဆူတဲ့ပွင့်တဲ့တာရကဘာဖြစ်ပေါ်လာအဲဒီကဘာမှာအဲ့ဘုရားလက်ထက်မှာဥစ္စေတော်ဘုရားအလောင်းတော်ဟာမင်္ဂလပုံနာဖြစ်တယ်အဲဒီကတော့ဒီကဘာဘုရားမပွင့်ဘူးတဲ့ဒီကဘာကပြန်ရည်ရွယ်62ကဘာအထက်မှာဘုရားနှစ်ဆူပွင့်တဲ့ကဘာတစ်ခုပေါ်လာတယ်မန္တကကဘာ ပွင့်တော်မူတဲ့ဘုရားတွေကတိတ်တာဘုရားဖုတ်တာဘုရားတိတ်တာဘုရားလက်ထက်သူဇာတာမင်းနောင်ကြတောထွက်ပြီးတော့ယသိဝိဖုတ်တာဘုရားတော့ဝစီတာဝေမင်းကြီးဖြစ်ပြီးတော့မင်းစည်းစိမ်ကိုဆွတ်ပြီးတော့ယဟန်ဝိအဲ့ကဘာပြတ်ပြီးတော့တုံညကဘာမချဘူးဒီကဘာကနေပြန်ရည်ရည်တော့60တကဘာအထက်မှာဘုရားတဆူတဲ့ဝိပ္ပတိမြတ်စွာဘုရားတဆူတဲ့ပွင့်တဲ့တာရကကဘာမပေါ့လားအိဗျာလာနမဥစ္စနောဘုရားလောင်းတော်အတုလနဂါမင်းဖြစ်တယ်အရိယာနောက်ဘုရားမပွင့်တဲ့ကဘာ59ကဘာ သုံးရကဘာဖြစ်ပြီးတော့ဒီကဘာကပြန်ရည်ရည်အတွက်30နဲ့တကဘာအထက်မှာဘုရားနဆူပွင့်နဲ့မန္တကကဘာပပေါက်လာပြီးတော့တိခီမြတ်စွာဘုရားဝတ္တဘူးမြတ်စွာဘုရားဆိုပြီးဘုရားနဆူပွင့်တယ်တိခီဘုရားရှင်ကိုရောမြတ်လက်ထမအရိဏမမင်းဝတ္တဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထမသုတတနာမင်းဆိုပြီးမင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟန်ဝတ်ပြီးဘုရားရှင်သာသနာတော်မှာရှင်ယဟန်အဖြစ်နဲ့ပဲပါရမီဖြစ်ကျင်တော်မူတဲ့ဥစဉ်တော်ဘုရားအလောင်းတော် အဲ့ဒီကနေတော့29ကဘာဘုရားမပွင့်တဲ့တုံညကဘာတွေချမ်းပြီးတော့ဥစဉ်တို့ဒီကဘာကိုရောက်လာဒီကဘာဗတ္တကကဘာဖြစ်တဲ့အတွက်ကြောင့်ဘုရားငါးစုပွင့်မယ်ကာကုသန္ဓမြတ်စွာဘုရားကောနာဂမနမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားဘောဓမမြတ်စွာဘုရားရဲ့လို့ဘုရား၄စုပွင့်ပြီးတော့နောက်မှာအရိမိတ္တိယမြတ်စွာဘုရားဆိုပြီးတော့ဘုရားငါးစုပွင့် ကာကုတ္တနာမြတ်စွာဘုရားလက်ထက်မှာဥဇုဏဘုရားနောင်းတော်ခေမယံဖြစ်ပြီးတော့ကောဏကုံဘုရားလက်ထက်မှာပပတမင်းဆိုသွားဖြစ်ကတ္တဝဘုရားလက်ထက်မှာဇောတိပါဠိဆိုဖြစ်ပြီးတော့ဥဇုဏခုမိလိုက်တဲ့သာသနာမှာဘုရားအဖြစ်ကိုရောက်ရှိတော်မူတယ်ပေါ့ဒါလေးတင်ကြီးကဘာတသိအတွင်းပွင့်တော်မူပြီးတဲ့ဘုရားရှင်ကိုရုံမြတ်တွေနဲ့ကဘာတွေကအဲ့လိုရည်တွက်လို့ရဘုရားမပွင့်တဲ့တုံညကဘာတွေကတော့ရည်တွက်လို့ကိုမရဘူးအလုံးမတအသိဉာဏ်တရားတယ်ဘယ်လောက်ထိတ်လန့်စရာကောင်းတယ်လေ